ဆိုပြတဲ့စင်ကုန်ယူရောပဲမွန်ပြည်ကသတင်းမှကြီးနဲ့ယူရောမဲ့ဟင်းဝင်ရန်ရဲ့အသွင်တင်ထွက်ပေါ်လာပရိသတ်ကြီးအားလုံးမဲ့မင်္ဂလာပါရှင်ဇန်ကွန်အင်တာတိန်မန့်ချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဟင်းဝင်ရန်ကတော့ဆိုပြတဲ့စင်နဲ့နမထွက်ပြီးကမှမယူရောပဲချမ်းသာကြွယ်ဝတဲ့မွန်ပြည်ကသတင်းမှကြီးတယောက်နဲ့ယူရောမဲ့ဆိုပြီးပြောပြလာခဲ့တာပါ ဒါကြောင့်လည်းပြည်သူတွေကတော့အဟင်းဝင်ရန်ကိုစိတ်ဆိုးတော်ရထွက်နေကြတဲ့လို့စုပြစ်တစင်ကိုလည်းတနာနေကြတာပါအခုဆိုဟင်းဝင်ရန်လက်ထက်မဲ့သရိုတမီလောင်ကအင်ကာနယ်နဲ့ဆော့လဲဆိုပေမဲ့စုပြစ်တစင်မဟုတ်ပဲမွန်ပြည်နယ်ကသရိုတမီလေးဖြစ်နေကြတာပါအဆိုပါသရိုတမီလေးဟာဟင်းဝင်ရန်မိဘတွေနဲ့လည်းစီးပွားဖက်ဖြစ်ကမွန်ပြည်နယ်မှာရာဘာတန်ကြီးတွေစီးပွားရေးလုပ်ငန်းတွေများစွာပိုင်ဆိုင်တယ်လို့ဆိုပါတယ်ဒါကြောင့်လည်းဟင်းဝင်ရန်ကစုပြစ်တစင်လိုအညာတရရုပ်ရှင်မင်းသမီးကိုလက်ထက်ဖို့မစင်စားပဲ တကယ်ကိုချမ်းသာကြွယ်ဝတဲ့တရေတမီကိုပဲလက်ချက်ဖို့စီစဉ်ခဲ့တာပါဒါကလည်းဟင်းဝီယန်နဲ့ဆိုဖြစ်တဲ့ဇင်လုံးနှစ်ယောက်ဟာအနုပညာလောကမှာဆယ်စုနှစ်တခုကျော်လောက်အထိအနုပညာအလုပ်တွေကိုအတူတူလုပ်ရင်းနှီးစပ်မှုရှိနေခဲ့ကြတာပါဆိုဖြစ်တဲ့ဇင်ဟာအနုပညာလောကမှာနာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပေမဲ့အနေအထိုင်တည်ကြည်တဲ့တရုတ်ဆောင်မင်းသမီးလေးတစ်ယောက်ဆိုရင်မှမပါဘူးအထူးသဖြင့်ဆိုဖြစ်တဲ့ဇင်ဟာစစ်သူရေးစားထားတာတခြားသောတရုတ်ဆောင်မင်းသားတွေနဲ့အလုပ်သဘောကလွဲပြီးပတ်သက်ဆွမ်းနွယ်မှုကင်းရှင်းခဲ့ပါတယ်ဆိုဖြစ်တဲ့ဇင်နဲ့ အနုပညာတတန်းတလျှောက်ယူနေမှုရှိတဲ့တူရဲတော်မင်းသားကဟင်းဝီယံမှာတောင်ပြင်စိုးပြတဲ့စင်းနဲ့ဟင်းဝီယံတို့ရဲ့မိဘတွေကလည်းဂျင်းနီကျွမ်းဝင်မှုရှိနေခဲ့ကြတာပါဒါကြောင့်လည်းပရိသတ်တွေကဟင်းဝီယံနဲ့စိုးပြတဲ့စင်းကိုလိုက်ဖက်တဲ့အနုပညာရှင်ဆောင်တွဲအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့လပိုင်းကဆိုရင်ဟင်းဝီယံဖခင်ဖြစ်သူကတာဖြစ်သူရဲ့မင်္ဂလာသတင်းကိုကြားရတော့မယ်ဆိုပြီးပရိသတ်တွေကိုမီဒီယာတွေရှေ့မှာပဲအသိပေးပြောသွားခဲ့တာပါ ။ကြောင်ပြဟိဝင်ရလက်ထက်မဲ့သူဟာပရိသတ်တွေထင်းနေကြတဲ့သူဖြစ်တဲ့ဆိုပြီးဆိုပြစ်တဲ့စင်ကိုရည်ညွန်းတယ်လို့လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကဆိုပြစ်တဲ့စင်ကိုဟိဝင်ရနဲ့လက်ထက်တော့မဲ့ဆိုပြီးထင်ကျေးပြနေကြတာပါ။ကြော်ဝင်မလဲတကယ်ဟိဝင်ရန်လက်ထက်မဲ့သူကဆိုပြစ်တဲ့စင်မဟုတ်ပဲမွန်ပြည်နယ်ကသတိတမိဖြစ်နေခဲ့တာပါဒါကြောင့်လဲပြည်သက်တွေကဆိုပြစ်တဲ့စင်အတွက်နှစ်မျောနေခဲ့ကြတာပါ တကယ်လို့ပြည်သက်တွေကသာဟင်းဝီယံနဲ့ဆိုပြစ်တစင်ကိုသဘောတူပေမဲ့ဟင်းဝီယံမိဘတွေကအစောပိုင်းမှာကလေးကဆိုပြစ်တစင်ကိုအလေးမထားကြပါဘူးအထူးသဖြင့်ဟင်းဝီယံနဲ့မိခင်နဲ့ညီမဖြစ်သူကလည်းမီဒီယာတွေရှိမှာဟင်းဝီယံလက်ထက်မဲ့ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးပါမအလေးမထားသလိုပုံစံမျိုးတွေနဲ့မကြည့်ပြတဲ့အရေးအယောင်တွေပြန်နေခဲ့ကြတာပါအဓိကအားဖြင့်သားဖြစ်သူဟင်းဝီယံမင်္ဂလာဆောင်မဲ့သတင်းနဲ့ပတ်သက်ပြီး တစ်ချိန်လုံးပါမှမသိဘူးဆိုတဲ့စကားတွေနဲ့ငင်းခဲ့ကြသလိုညီမဖြစ်သူကလည်းဖြစ်နိုင်ရင်အကိုကိုမိမမယူစေချင်ဘူးလို့ပြောလာခဲ့တာပါဒီရက်ပိုင်းမှာဆိုရင်လည်းဟင်းဝရန်ရဲ့ညီမဖြစ်သူရဲ့စကားတွေကစိုးပြစ်တစ်စင်ကိုဂုံတိတ်ခါကြဆင်းစစ်ခဲ့တာပါဟေဝရန်ရဲ့ညီမဖြစ်သူအလာရှူစင်ကအကူနဲ့လက်ထက်မဲ့သရုတ်တမီလောင်လေးကိုစက်တင်ဘာလ31ရက်နေ့မှာအလုံးသိအောင်ပြောပြလာမယ်လို့ဆိုပါတယ်။ ဒီလိုဆိုပြတဲ့စဉ်တယောက်ရုံတင်ဆောင်တင်ခံခဲ့ရပြီးမှဟင်းဝင်ရန်ကမိုးပြင်းတဲ့ကသတင်းတမိတယောက်ကိုယူတော့မယ်လို့တည်င်းတွေထွက်လာခဲ့တာပါ။ဒါပေမဲ့လည်းတချို့လိုပရိသတ်တွေကဒီတည်င်းဟာကောလာဟာလဖြစ်နိုင်တဲ့ဆိုပြီးပြောဆိုနေကြတာပါ။ပရိသတ်တွေကရောဆိုပြတဲ့စဉ်ကိုမြည်တော်ဘူးလို့တည်င်းထွက်နေတဲ့ဟင်းဝင်ရန်ကိုဘယ်လိုမြင်ကြလဲဆိုတာပြောပြသွားကြပါအောင်ရှင်။